ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ချစ်ရမဇလန်းနေနဲ့ဘွားတိပညာပေးဇလန်းနေကိုနေ့စဉ်တက်ဆက်ပေးနေတဲ့ Smarty Issue Entertainment Channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီနေ့မှလည်းတက်ဆက်ပေးဖို့လှည့်ကြတဲ့ဇလန်းလေးကတော့ညာနှင်းစီရဲ့အမုန်းဆိုတဲ့ဇလန်းလေးပဲဖြစ်ပါရရှင်။ဒါကြောင့်မို့လို့ Channel လေးကို Like Subscribe လုပ်ပေးကြဖို့နဲ့ဗီဒီယိုသစ်သစ်တွေဒီနိုင်မှသိရှိနိုင်စေဖို့အတွက်ဘေးနားရိုတီခေါင်းလောင်းလေးကိုလည်းနှိပ်ခက်ပေးကြဖို့တောင်းဆိုချင်ပါတယ်ရှင်။ ဒါဆိုရင်တော့ဇလန်းလေးကိုအခုပဲနားဆင်ကြည့်လိုက်ကြရအောင်ပါနော်။ပန်းဆိုင်ရွာတဲ့နာမည်နဲ့လိုက်အောင်ရွာကြီးတရွာလောကပန်းနေနေပြည့်ပြီးလှပနေတယ်။ပန်းနေသားလင်းလှတယ်လို့ထင်မှရင်မှားမှာပေါ့။ဘာကြောင့်လဲဆိုတော့ပန်းဆိုင်ရွာသူပြူပြူကျော်တွေရဲ့အလှအလေမြင်သူငင်းမွေးရအောင်လှကြတယ်။ပန်းဆိုင်ရွာသူပြူပြူကျော်တွေထဲမှာအလှဆုံးလို့သတ်မှတ်ခံထားရတဲ့သူတယောက်ရှိတယ်။သူ့နာမည်ကတော့မင်းမွေးတဲ့ မိမိရပန်းဆိုင်ရွာသူတွေထဲမှာအချိုးဆုံးအလှဆုံးအပြုစင်တယောက်ပေါ့တရွာလုံးရဲ့အလှဆုံးဖြစ်တာနဲ့အညီမိမွေးကိုပိုးဝဲနေကြတဲ့ကာလာသားတွေကလည်းလက်ချိုးလို့မရေနိုင်အောင်ပုံများလှတယ်အပြိုင်ပိုးကြတဲ့ကာလာသားများထဲမှာကိုမြင့်နိုင်ဆိုရဲလို့ချစ်သူအဖြစ်ရွေးချယ်ခဲ့တာပေါ့ကိုမြင့်နိုင်ကအသားညွညွမျက်ခုံးမျက်လုံးကောင်းကောင်းခန္ဓာကိုယ်ဗလာပြည့်စုံတယ်ဒါကြောင့်မိမွေးနဲ့ကိုမြင့်နိုင်ကလိုက်ဖက်လို့နဲ့နှစ်ဖက်တည်းစုံတွဲတယ်လို့ဆိုကြတာပေါ့ ေဝါလုံးဟာမိမွေးနဲ့ကိုမြင့်နိုင်တို့ချစ်သူဆုံးတဲ့ကိုသဘောတူကြည့်ပြီးဝင်မယ်။မနာလိုမုန်းတီးနေတဲ့လူတယောက်ရှိပြန်တယ်။တနေ့ကိုမြင့်နိုင်တယောက်ချစ်သူမိမွေးနဲ့ဆိုရင်အရာထွက်လာခဲ့လိုက်တယ်။ရွာလေလမ်းရောက်တော့အမတ်မတင်လူတယောက်နဲ့တွေ့တယ်။ဟာကိုမြင့်နိုင်ဘယ်သွားမလို့လဲ။ညံင်းစီပါလား။နင်ရောဘယ်သွားမလို့လဲ။ကျမကျမတော်စီသွားလေမလို့လေ။အတော်စီမရောက်တာကြာလို့။ဒါနဲ့ကိုမြင့်နိုင်ရောဘယ်လဲ။ငါမိမွေးနဲ့ချိန်တာလို့အခုသွားတော့မလို့လေ။အော်ဒီလိုလား။ ဒါဖြစ်ရင်လည်းသွားပါကိုမြင့်နိုင်။ကျမလည်းကျမအတော်အင်ကိုသွားလိုက်အောင်မေ။ကောင်းပါပြီဗျာ။ကိုမြင့်နိုင်လည်းညနေစီကိုနှုတ်ဆက်ကထွက်လာခဲ့လိုက်တယ်။ကိုမြင့်နိုင်ကိုမြင့်နိုင်ရှင်းရအနည်းဆက်ဆုံးအချစ်ကိုမမြင်နိုင်ပဲ။ဟိုကောင်မမီမွေးရဲ့မာယာတွေကြားမှာနင်မျိုးနေတယ်ပေါ့လေ။ရှင်သူ့ကိုဘလောက်ပဲချစ်ချစ်တစ်ချိန်မှာရှင်ကကျမအပိုင်ဖြစ်လာစေရမယ်။ရှင်စောင့်ကြည့်နေပါကိုမြင့်နိုင်။ညနေစီရဲ့ရင်ထဲကရစ်စက်တဲ့အညိုကြီးတွေဖုံးလွှမ်းနေတယ်။အမလီကိုရဲလှန့်သွားတာပဲ။ စောင့်နေတာကြာပြီလားမွေသိမကြသေးပါဘူးကိုရဲ့ကိုလေးအိမ်မှာလှုပ်ရှားရရှိနေသေးလို့နည်းနည်းကြာသွားတာခွင့်လွန်တော့မွေရပါတယ်ကိုရဲ့မွေစိတ်ထဲမှာဘလို့မှသဘောမထားပါဘူးမွေကိုကြည့်ရတာတနည်းတစ်ခြားပူပူလှက်လာတယ်ကွာစိတ်တောင်မချတော့မွေကိုအမြန်ဆုံးပိုင်ဆိုင်ခြင်းမီကိုရဲ့အဲ့လောက်လဲမြောက်ပြစ်မနေပါနဲ့စိတ်မချစရာပါရှိလို့လေမွေရကိုတယောက်တည်းကိုတဘောလုံးစာအတွက်ရည်ရွယ်ပြီးချစ်တာပါတကယ်ပြောရလားမွေတကယ်ဘောကိုရဲ့ ကိုသားမွေးကိုချစ်တယ်ပြောပြီးပြစ်မသွားနဲ့နော်။ကိုလည်းမွေးလို့ပါပဲ။တဘွားလုံးစာအတွက်ရည်ရွယ်ပြီးချစ်ခဲ့တာပါကွာ။ကိုအခုလောက်တွေစူးစမ်းပြီးပတ်စံစုနေတယ်။လို့တလောက်ရပြီဆိုရနဲ့မွေးကိုလာတောင်းရမ်းမယ်။မိကလာအကြီးကြီးဆောင်းမယ်။ခရီးတွေအများကြီးမွေးမယ်။အိုးကိုကလည်းရှက်စရာကြီး။ဘာရီပြောနေရလဲ။မွေးလေးရှက်သွားတာကကိုရင်နေဘလောင်စုသွားစေတယ်။အော်ကိုရင်မိမွေးရဲ့ပန်းရောင်တန်းနေတဲ့ပါပြတ်ထက်ကိုမြင့်နိုင်ရဲ့အနမ်းပန်းတွေခြွေလိုက်တယ်။ ချစ်သူနှစ်ဦးတွင်ပါရလက်ပရည်ညင်းနေခြင်းတစ်ခုပေါ်ရော့ငွေနှစ်ရာအဲ့ဒီကောင်မကိုလူကြားထဲမှာမျက်နှာမပြရဲလောက်ပညာပေးပေးပါသူရဲ့လက်ပနေတဲ့မျက်နှာအကြီးတန်သွားတာနဲ့နောက်ထပ်ငွေနှစ်ရာထပ်ပေးမယ်ဟုတ်ပြီလားနင်ပြောသလိုဖြစ်အောင်လုပ်ဖို့အတွက်သူ့ရဲ့အသုံးဆောင်ပစ္စည်းတစ်ခုခုကိုငါစီယူလာမှဖြစ်မယ်ဒါမှနင်ပြောသလိုလုပ်နိုင်မှာဘာပစ္စည်းလဲဘာပစ္စည်းဖြစ်ဖြစ်ရတယ်ကောင်းပြီလေကျမရှောင်းယူလာပေးမယ် ညာနေစီလည်းအိမ်လေးကထွက်လာခဲ့တော့တယ်။ညာနေစီတယောက်မိမွေးရဲ့အိမ်သားမှာရစ်တီရစ်တီလှုပ်ပြီးလမ်းလျှောက်နေတယ်။ညာနေစီလည်းမိမွေးအိမ်ထဲကထွက်လာခြင်းကိုစောင့်ဆိုင်းနေပြီးတော့မိမွေးအိမ်ကိုကြည်လင်တောင်းပေါက်ကြည့်နေတာပေါ့။ထိုချိန်မိမွေးတယောက်အိမ်ထဲကထွက်သွားတာကိုမြင်လိုက်တယ်။ညာနေစီလည်းအချိန်ဆွဲနေတော့ပဲနဲ့မိမွေးရဲ့အိမ်ထဲကိုဝင်လိုက်တယ်။အိမ်ထဲရောက်တာနဲ့အချိန်လေးကိုအကဲခတ်ကြည့်ပြီးတော့မိမွေးရဲ့ဖခင်နဲ့မိခင်တို့ကနောက်ပွေးမှာမြေပဲထောင်တွေကိုခွာရင်အလုံးရှုံနေကြတယ်။ ညာနေစီလည်းအိမ်ထဲဝင်ပြီးမိမွေးရဲ့အသုံးဆောင်တွေကိုလိုက်လံရှာဖွေလိုက်တယ်။မိမွေးဟာအလှပြင်ပစ္စည်းဆိုလို့သုံးလေသုံးထားမရှိ။ကြောက်ပြင်ပေါ်မှာတင်ထားတဲ့တနခါးတုံးကိုသာဖွက်ပြီးတော့ယူဆောင်လာခဲ့လိုက်တယ်။ညာနေစီလည်းမဟုတ်တာလှုပ်ထားတဲ့သူမျိုးတကူဝတ်တလို့ဖြစ်ပြီးတော့မိမွေးအိမ်ထဲကနေထွက်လာခဲ့တယ်။ညာနေစီရဲ့ခြေလမ်းတွေကရွာသူမရဲ့အိမ်စီကိုဥတီပြီးတော့ရှောက်လာနေတယ်။ရွာသူနေတဲ့အိမ်ထဲကိုညာနေစီဝင်ခဲ့လိုက်တယ်။ရော့ဒီမှာရှင်လိုခြင်းနဲ့မိမွေးရဲ့အသုံးဆောင်ပစ္စည်းပဲ။ ။အိုးနေရာသိညာကောင်းတာပဲ။မင်းကလေးတယောက်တည်းအငြင်းသုံးနေကြတဲ့နှခါတော့မှရွေးပြီးယူလာခဲ့တာ။ကောင်းနေကောင်းနေ။နေခနာဆောင်ငါလှုပ်ရှားရှိရာလှုပ်လိုက်အောင်မယ်။ရွာသူမှတနခါတော့ကိုကိုင်းပြီးတော့ပစက်ကနေရွတ်ဆိုနေတယ်။အတန်ငယ်ကြတော့ညာနင်းစီကိုတနခါတော့ပြန်ပေးလိုက်တယ်။ရော့ဒီတနခါတော့ကိုပိုင်ရှင်ဖြစ်တဲ့မိမွေးစီပြန်ထားလိုက်ပြီတော့ဒီတနခါတော့ကိုသွေးပြီးလိမ့်တာနဲ့သူ့ရဲ့လှပတဲ့မျက်နှာလေးကနှစ်ရက်မကူပဲအကြီးတန်းသွားလိမ့်မယ်။ကျေးဇူးတင်ပါတယ်ရှင်။ အော်ဒါနဲ့ရှင့်ကိုတခုပြောအောင်မယ်။ကျမလုပ်တဲ့ကိစ္စမှာကျမခိုင်းတာဖြစ်တဲ့အကြောင်းဘသူ့ကိုမှမပြောပါနဲ့။စိတ်ချနေမွေရတနခါကိုပြပြသေးပြီးပါပြင်ပေါ်တင်လိုက်တယ်။ပါနှစ်ဘက်ကိုညီအောင်လိမ့်ပြီးတော့မှန်အောင်စိတ်တန်းကြကြည့်လိုက်တယ်။တနခါလိမ့်ပြီးတာနဲ့ဖျားဆင်ကိုသွားပြီးတော့တန်းရည်ချမ်းလေးကိုကတ်လိုက်တယ်။အဲဒီနောက်ဖျားရှိခိုးလိုက်တယ်။တဖြည်းဖြည်းနဲ့ပါမလိန်ထားတဲ့တနခါ၆လာတယ်၆လာတာနဲ့ပါပြင်ရရရန်လာတယ် မိမွေလေးပါပြင်ကိုအသာကုတ်လိုက်ပြီးတော့သို့ပေမဲ့ရားရံချင်ရသက်တာမသွားဘဲနဲ့ပူပြီးဆိုးလာခဲ့တယ်။အပူတစ်တည်းကမျက်နှာတစ်ပြင်လုံးမှာထွက်ပေါ်လာတယ်။မိမွေလေးကုံရင်ကုံရင်နဲ့မှန်ထောင်ပြီးကြည့်လိုက်တယ်။အမေလာပါဦးဒီမှာသမီးမျက်နှာကြီးဘာဖြစ်သွားတာလဲမသိဘူး။မိမွေရဲ့ဆူဆူဝါးအော်တဲ့ကြောင့်မိခင်နဲ့ဖခင်နဲ့ရောက်လာကြတယ်။သမီးဘာဖြစ်လို့လဲဒီမေကြည့်ပါဦးသမီးမျက်နှာဘာဖြစ်သွားလဲမသိဘူး။လုတ်ပါအောင်အမေရဲ့ဟဲဟုတ်ပါရဲ့ မီးမျက်နှာတစ်ပြင်လုံးအပူပိတ်တွေထပြီးကြောက်စရာကောင်းနေပါလား။လုပအောင်ဖေးရဲ့သမီးကိုကြည့်လို့ပေးပါဦး။ဖေးကြီးလည်းနားမလည်ဘူး။ငါသမီးဘာတွေလိမ့်ပြီးလို့ဒီလိုဖြစ်သွားတာလဲ။ဘာမှမလိမ့်ပါဘူး။ပုံမှန်တစ်နှခါပဲလိမ့်တာ။ဖះကတော့နေအရင်ရှားလာလို့ကုတ်လိုက်တာဒီလိုဖြစ်သွားတာပဲ။သမီးကိုလုပအောင်။သမီးလေးအရင်မငုံနဲ့နော်။အမေတို့လုပေးမှာပေါ့။ဖေးကြီးရွာရီရစီးစရာကိုအမြန်သွားခေါ်ပေးပါ။အေးအေးငါခုပဲသွားခေါ်လိုက်မယ်။သမီးလေးဘာမှမကြောက်နဲ့နော်။ စီးစရာအခုပဲခေါ်ခဲ့မယ်တိလားဟုတ်ကဲ့ဖေဘယ်ကနေဘလို့စဖြစ်တာလဲကွတနခါလိမ်ပြီးတိတ်မကြောက်ရားတယ်ဆိုပြီးအဲ့လိုဖြစ်သွားတာပဲဆရာရေအရေပြားတခုခုနဲ့တမတဲလို့အခုလိုဖြစ်သွားတာပါမပူနဲ့ဆရာဆေးလိမ်ပေးခဲ့မယ်တရက်နှစ်ရက်အတွင်းသက်သာသွားမှာပါဒီကြားထဲမှာဆေးရလွဲပြီးမျက်နာမှာဘာမှမလိမ့်စေချင်ဘူးမျက်နာကိုလည်းအဝေးသက်သက်လေးနဲ့ရေစွပ်ပြီးတန်ရှင်းစေချင်တယ်ဟုတ်ကဲ့ဆရာ ကျွန်တော်သမီးလေးကိုအရင်လိုမျက်နှာအတိုင်းပြန်ဖြစ်ပါမလားဆရာဒီစီးကိုမပြောင်းမချင်းတာလိမ့်ပြီးတက်တာသွားပါလိမ့်မယ်ကဲဆရာပြန်အောင်မယ်တခုခုဖြစ်လာရင်လာခေါ်လဲပါဆရာလာခဲ့မယ်ကျေးဇူးပါဆရာသမီးဘာမှမပုံနဲ့နော်ဆရာဆေးပေးသွားတယ်မကြခင်အရင်လိုပြန်ကောင်းသွားမှာပါအမေသမီးကိုမှန်လေးပြပါလားဘာလို့ဖို့ကြည့်မှလဲသမီးရေခொနကမျက်နှာတက်တာသေးတာမဟုတ်ဘူးနောက်မှကြည့်ပါလောက်ပါအမေရေသမီးကြည့်ုံလေးပါ အေးပါသမီးရဲ့အမေသွားယူပေးမယ်နော်နေမွေးလဲမှန်ကိုကြည့်လိုက်တော့မျက်နှာတစ်ပြင်လုံးကဖပြူချိုးဦးလို့ဖူးတစ်တင်နဲ့ပြည့်နေတယ်မိမွေးလဲကိုယ့်ရဲ့မျက်နှာကိုကြည့်ပြီးတော့စိတ်အားငယ်နေမိတယ်အမေသမီးတီမျက်နှာကြီးနဲ့ဘလို့လုတ်ပြီးလူကြားတဲ့သွားလို့ရတော့မှလဲမိမွေးကမျက်ရည်စာရင်းနဲ့ပြောတော့မိခင်ဖြစ်သူလဲစိတ်မကောင်းဖြစ်ရတယ်သမီးကိုအမေပြောပြပြီပဲစိတ်တက်မကြနဲ့မကြခင်တက်တာသွားလိမ့်မယ်နော်သမီး ထိုချိန်ဖခင်ဖြစ်သူကစီးစရာကိုလိုက်ပို့ပြီးပြန်ရောက်လာတယ်။သမီးလေးအဖေကိုကြည့်ပါဦး။ဘာမှမဖြစ်ဘူးနော်။မကြခင်တက်တာသွားမှသိလား။ဆရာပေးရဲ့ဆေးလေးကိုသာမှတ်မှန်လေးရင်သမီးမျက်နှာလေးကအရင်လိုလှပသွားလိမ့်မယ်။ဟုတ်ဖေ။မိမိလေးဖခင်ဖြစ်သူစိတ်မကောင်းမှဆိုတာကြောင့်အာတင်မီပြုံးလိုက်တယ်။ထိုရက်ကစားပြီးမိမွေတယောက်အိမ်ပြေမထွက်တော့ဘူး။အပေါင်းအသင်းမိတ်ဆွေတွေကမိမွေကိုမတွေ့တော့အိမ်ုံမင်းမြကြတော့အကြောင်းစုံကိုသိကြတယ်။ နေချင်းညာချင်းပြောင်းလဲသွားတဲ့မိမွေးရဲ့မျက်နှာကိုကြည့်ပြီးတော့စိတ်မကောင်းဖြစ်နေကြတယ်။မိမွေးရဲ့ချစ်သူကိုမြင်နိုင်လေချစ်ရသူမိမွေးကိုမတွေ့ရတာနှစ်ရက်ခန့်ရှိပြီမို့မိမွေးရဲ့မိဘတွေကိုခွင်တောင်းပြီးတော့မိမွေးစီလာခဲ့တယ်။မိမွေးကိုမြင်တော့ကိုမြင့်နိုင်တယောက်မင်းကိုကြည့်နိုင်အောင်ဖြစ်သွားတယ်။အရင်ကအလှတရက်ဖို့ဆောင်ခဲ့တဲ့ချစ်သူကအခုမှအလွန်ကြောက်စရာကောင်းအသွင်ဖြစ်နေတယ်။မိမွေးလည်းချစ်ရသူကိုမြင့်နိုင်ကိုညနေချင်းမဆိုင်ရဲလောက်အောင်ရှောင်မိနေတယ်။တော်ပေမဲ့မေတ္တာစေမေတ္တာမန်နဲ့ချစ်တဲ့ကိုမြင့်နိုင်ဟာ မိမွေးကိုအပိစကားပြောတယ်။မွေးရှင်းကိုမွေးဘာမှစိတ်ကြက်မကြနဲ့နော်။မွေးနာမှာကိုရှိတယ်။မွေးရဲ့မိပါတယ်ရှိတယ်။ပြီးတော့မွေးကိုချစ်ကြတဲ့အပေါင်းအသင်းမိတ်ဆွေတွေလည်းမွေးအတွက်ရှိကြတယ်လေ။ဒီတော့အာမငင်နဲ့တိလား။မိမွေးငိုမိတော့ဟောဗျာဘာကြောင့်ငိုရတာရော။မွေးဝမ်းတာလုံးလုံးငိုမိတာပါ။မွေးကဝမ်းတာတယ်လေပြောသေးတယ်။ငိုလင်းငိုနေသေးတယ်။ဘလို့နားလေရမှာလဲမွေးရဲ့ဒီလိုပါကို ။မွင်းကိုယ်တော်ကကိုအောင်မွင်းကိုပြစ်မသွားဘဲနဲ့အပိစကားပြောပေးလို့အတိုင်းမသိဝမ်းသာပြီးမျက်ရည်ကျတာပါ။မွင်းရဲ့ကိုမွင်းကိုချစ်တာရုပ်အစင်းထက်မွင်းရဲ့စိတ်နေသဘောတာမွင်းရဲ့ဖြစ်တည်မှုကိုချစ်တာပါ။မငုံနေတော့နော်။ထမင်းလဲမမှန်စားစိတ်လဲမမှန်လေး။ပြီးတော့လုံနေကြဖရားတရားကိုလည်းဆွဆွမြဲမြဲလို့ကို့မလိုလားတဲ့သူဖြစ်စေလိုလားတဲ့သူပဲဖြစ်စေမြစ်တာပိုတိလားမွေ ဟုတ်မွေကျူးစားပါမယ်ဒီလိုမှပေါ်မွေရကဲ ကိုပြန်လာအောင်မယ်နော်မွေအကြိုင်းလေးနေလို့မကောင်းအပြင်မှာလဲမွေမိပါတွေရှိတယ်อืมမွေနားလေပါတယ်ကိုမြင့်နိုင်လဲမွေရဲ့မိပါတွေကိုနှုတ်ဆက်ပြီးပြန်လာခဲ့တယ်ဘယ်ရပြန်လာလဲကိုမြင့်နိုင်ဩညာနင်းစီပါလားငါခုပဲမွေစီကပြန်လာလေနေရောဘယ်သွားမလို့လဲကျမလဲမိမွေစီသွားမလို့သူ့အချင်းလေးလေးမင်းမြန်ရင်ပေါ့ဟုတ်လားဒါဖြင့်ငါသွားလိုက်အောင်မယ်နော်လှုပ်ရှားလေးတွေရှိနေလို့ကောင်းပါပြီ ညာနင်းစီကိုနှုတ်ဆက်ပြီးကိုမြင့်နိုင်ထွက်လာခဲ့လိုက်တယ်။ညာနင်းစီကတော့မေပြုံပြုံနဲ့မိမွေးကြီးကိုထွက်လာခဲ့လိုက်တယ်။အန်တီမိမွေးရှိလားရှင်။ရှိရဲ့သမီးအခန်းထဲမှာဟုတ်ကဲ့မိမွေးသက်သာလာလို့အချိန်လေးမေးတာပါ။အေးအေးသမီးအခန်းထဲဝင်သွား။ညာနင်းစီလည်းမိမွေးရဲ့အခန်းထဲကိုဝင်လာခဲ့လိုက်တယ်။မိမွေးမိမွေးညာနင်းစီပါလား။လာလေအခန်းထဲအေးဝါနင်းစီလာခဲ့တာဘလို့လဲညနာသက်သာရဲ့လား။ မြန်နင်းစီရင်ထဲမှာပါတဲ့စကားတွေကိုလူကြားကောင်းအောင်ပြောလိုက်တယ်။မသက်သာပါဘူးမြန်နင်းစီရဲ့တဏီတခြားပူပူဆိုးလာတယ်လို့ပဲ။ငါလေးဘာလို့ရမှန်းမသိတော့ဘူး။ငါစိတ်မကောင်းမိမွေးရဲ့ဒီမှာနေစားဖို့အတွက်ပေါင်မုတ်လာပေးတာ။စိစုပါဟာငါသွားအောင်မယ်နော်။နေလေကယူဆိုင်နေအောင်သိလား။အေးပါ။မြန်နင်းစီကတော့အောင်းနိုင်သူတယောက်လိုပြုံးပြီးတော့မိမွေးအိမ်အားပြန်ခဲလိုက်တယ်။အိမ်နီးနာချင်းတွေကနေချင်းညချင်းရုပ်ဆိုးသွားတဲ့မိမွေးကိုကြည့်ပြီးစိတ်မကောင်းဖြစ်နေကြတယ်။မတန်းရင် ရှစ်သမီးမိမွေရဲ့မျက်နှာတဏှိတကြပိုဆိုးလာတယ်လို့ပဲသူယူသားယူမှဟုတ်ရဲ့လားတော့တော့ကြရွာသူတွေဘာတွေကပညာနဲ့ပြူစားရလားမသိဘူးမိကြည့်မြန်းကြည့်ပါဦးမမြင်ရဲ့ကျမသမီးလေးကလိမ္မာရေးချရှိတဲ့သူတယောက်ပါဘသူကသူ့အောက်လိုင်းပညာနဲ့ပြူစားမာတဲ့လေတော့ပြီးတော့ကျမသမီးကသူ့နဲ့မှလည်းရန်ညူးရန်စားရှိတာမဟုတ်ဘူးမတန်းရင်ရေကိုကကောင်းနေပြီမဲ့ကို့မလို့မုန်းတောင်းနေတဲ့သူတွေလည်းရှိချင်ရှိမှာပေါ့ကိုသိရတာမှမဟုတ်တာอืม ဒါလည်းဟုတ်တာပဲလေကျမကိုထွန်းတင်ကိုတိုင်ပင်ပြီးတော့ပြောကြည့်ပါဦးမယ်။သူကမင်းကြည့်မြင်ကြည့်လို့ခွင့်ပြုရင်ဆရာပြင်ပြီးမြင်ကြည့်ရမှာပဲ။တတိဆိုတာပုံရင်မရှိဘူးလေ။အောက်လန်းနဲ့လှုပ်ထားတာမှန်ရင်တစ်ခါလေးတိတ်ထုတ်လို့ရတာပေါ့။အကယ်၍ပုံမှန်ယောဂါဆိုရင်လေတချွန်းနဲ့ဆရာဝန်တွေနဲ့ပြတ်သားကြည့်ပေါ့။မိမွေးရဲ့မိရင်ဒေါ်တန်းရင်လေခင်မုန်းဖြစ်သူဥတင်ထုံကိုပြောပြတယ်။ဥတင်ထုံလည်းဒေါ်တန်းရင်ပြောတာကိုနားထောင်ပြီးတော့ဆရာပြင်ဆုံးဖြတ်လိုက်တယ်။ တရနှစ်ရက်ခန့်ကြာတဲ့အထိဆရာကောင်းကိုရှာဖွေပြီးပြေးလိုက်တယ်။နောက်ဆုံးကြမှာဆရာထွန်းဆိုတဲ့ထက်လန်းဆရာကိုပြေးနိုင်ခဲ့တာ။ဆရာထွန်းကအသက်90ကျော်ပဲရှိသေးတယ်။ဥပဒေရုပ်ကိုကြည့်ုံနဲ့သီလသမားကြီးနဲ့ပြည့်စုံတဲ့သူလို့သိနိုင်တယ်။ဆရာထွန်းကိုအိမ်ကိုပင်ပြီးတော့သမီးဖြစ်သူမိမွေးဖြစ်ခဲ့တဲ့မြအလုံးစုံကိုပြောပြလိုက်တယ်။ဆရာထွန်းလည်းမိမွေးမျက်နှာအဖူးတစ်တေကိုမြင်ုံနဲ့ရိုးရိုးသာမန်မဟုတ်ကြောင်းသိလိုက်ရတယ်။ဆရာထွန်းကဖះเจ้าဆောင်ကိုသွားပြီးတော့ တောက်တော်ရင်နဲ့ဖျောင်းနိုင်ကိုပူဆံကတ်လူလိုက်တယ်။မိမွေးရဲ့မိဘများကလည်းလူနာရှင်မင်းကလေးကိုမိမိလက်မှာအပ်ရန်ပြောတယ်။ဒေါ်တန်းရင်နဲ့ဥတည်ထော်လဲသမီးဖြစ်သူဆရာထိုးရဲ့လက်ထဲကိုအပ်လိုက်တယ်။အဲဒီနောက်မိမွေးကိုလက်အုပ်ချပြီးထိုင်စေတယ်။စိတ်ထဲမှာဖျားဟောတာအာယုံပြုနေဖို့ဆရာထွန်းထက်မှန်ပြောလိုက်တယ်။ဆရာထွန်းရဲ့အမေကပြင်းထန်လွန်လာတယ်။ဆရာထွန်းစကားဆုံးလာတဲ့တပြိုင်နက်မိမွေးရဲ့ခန္ဓာကိုယ်ကတဆက်ဆက်တုန်ခါနေတယ်။ပူဆံပူဆံလူစိတ်ပြောင်းပူဆံ။ ဟာမလောက်လေးမလောက်စားပညာနဲ့ငါ့ကိုခေါ်ရသလားဟဲ့နေမသေးချင်းခုချက်ချင်းငါရှိရနေထွက်သွားစမ်းဆရာဆုံးအမေငါ့ကိုမြန်ရရဆဆမခန့်လေးစားလို့ရတဲ့ရွာသူမနေ့ကိုအသာတကြီးပြောလို့ရရင်ရမဟုတ်ရင်ဓမ္မကြီးစံဆရာထွန်းကရွှေရောင်တောက်နေတဲ့စေလုံးကြီးကိုမိမွေးကိုပုကတ်နေတဲ့ရွာသူဆုံးမမြန်ထောင်ပြလိုက်တယ်ဆုံးမလည်းစေးချိန်လုံးကိုမြင်တာနဲ့ပြပြသလေးနောက်ကိုဆုတ်သွားတယ်အမေနေရာစေးချိန်လုံးတော့ကြောက်ရကောင်းမှန်းသိသားပဲကဲပြော ဘာကြောင့်ဒီမိန်းကလေးကိုရွေးရပြက်စီအောင်လုပ်ရတာလဲငါ့ကိုငွေပေးခိုင်းလို့လုပ်တာဟာမိမွေးရဲ့မိခင်နဲ့ဖခင်အံ့အားတင်သွားတယ်ငွေပေးပြီးဘာကြောင့်လုတ်ခိုင်းရတာလဲလုတ်ခိုင်းသူရဲ့နာမည်ကိုထည့်မပြောနဲ့ငါ့ကိုခိုင်းတဲ့သူကမိမွေးရဲ့အတုံးဆောင်ပစ္စည်းတွေဟာတနက်ခါတုန်းကိုမိမွေးမသိအောင်ခိုးယူလာပြီးတော့ပညာရေးငါ့ကိုလုတ်ခိုင်းတယ်သူ့ရွယ်ချက်ကမိမွေးရုပ်စုအကြီးတန်းသွားတဲ့အချိန်မိမွေးရဲ့ချက်သူ သူ့ဘက်ပအောင်လုတ်ဖို့ပဲတဲ့ ချစ်ချင်းမြစ်တောင်အတင်းစုယူလို့မရဘူးဆိုတာမသိဘူးလားပြီးတော့တင်ငွေ400ဆိုတာနေတသက်စားလို့မရဘူးဒီပညာတွေဟာမိ့ကိုအဝီစင်ကြီးကိုဆွဲခေါ်သွားမှာနော်နေမသိဘူးလားအခုနေလောက်တာတွေကိုတခုမကြံပြန်နှုတ်မနှုတ်ပေးနိုင်ဘူးငါငွေယူထားပြီငါတာဝန်ကျင်အောင်ဆက်လုပ်ရမှာပေါ့ဒါဖြင့်လေနေတာဝန်ဘလောက်တိကျေပုံမလဲဆိုတာကြည့်ကြသေးတာပေါ့ဆရာထွန်းအားစေးချိန်လုံးချစ်ချစ်ပအောင်စုပ်ကိုင်းပြီးတော့မိမွေးရဲ့အနာကိုတိုးကပ်လိုက်တယ် ကဲစေးချိန်လုံးအစွမ်းကြည့်ပေတော့မရိုက်ပါနဲ့ကြောက်ပါပြီငါ့ကိုအဲ့ဒီချိန်လုံးကြီးနဲ့မရိုက်ပါနဲ့နော်ငါပြန်နှုတ်ပေးပါမယ်ဒါဆိုအခုနှုတ်ဘာတစ်ခုမှမကြံစေနဲ့ညံများပြီးခြံထားမယ်လို့တော့မစဉ်းစားနဲ့နော်ဒီမှာကြည့်ထက်ရိုက်လိုက်လို့စစ်ကြော်ရအပြင်ဘက်လွင့်သွားလိမ့်မယ်ဆရာထွန်းရဲ့ရှေ့မှာမိမွေးလေးတင်မလီခွေထိုင်ပြီးတော့မျက်နှာကိုလက်နှစ်ဖက်နဲ့တချနေတယ်အချိန်ပေါင်းများစွာဒီလိုပြုလုပ်ရင်းနဲ့မိမွေးရဲ့မျက်နှာကငကိုတိုင်းချုံမောလာခဲ့တယ်ကုန်ပါပြီဆရာ မရှိတော့ဘူးသိကြလားညံများမယ်တော့မကြံနဲ့နော်ဘာမှမကြံတော့ပါဘူးရော့ဒီရေခွက်ကိုငါဆိုတို့လိုက်ဆိုပြီးတောက်ကြလားဆရာထုံးကတိုင်ပေးပြီးနောက်ဒီသစ္စာရေကိုတောက်လိုက်မိမွေလေးသစ္စာရေကိုမောတောက်လိုက်တယ်နင်ဒီရေကိုတောက်ထားတာမတော်မှမမေးနဲ့နင်ကြည်ဆူထားတဲ့သစ္စာဖြစ်ရင်တော့နင်ထိုက်နဲ့နေကံပဲသွားတော့မိမွေကိုပူကက်နေတဲ့ရွာသူလဲခန္ဓာကိုယ်လေးကထွက်သွားတော့တယ်ရွာသူဝင်ပူးတာအနေငယ်ကြာသွားတော့မိမွေလေးတတိလစ်သွားတယ် မိမွေသတိပြန်လာတဲ့အခါသမီးလေးသတိပြန်ရလာပြီအမေအဖေသမီးပါဖြစ်သွားရလဲသမီးကိုပြူစားထားတဲ့ဆုံမသမီးကိုပူကတ်သွားတာသမီးကိုလှုပ်ထားတဲ့ဟာတွေနဲ့အကုန်ပြန်နှုတ်သွားပြီဘာမှမရှိတော့ဟုတ်လားအမေသမီးကိုမှန်ပြပါအောင်မိခင်ဖြစ်သူကမိမွေကိုမှန်ယူပြလိုက်တယ်သမီးမျက်နှာဘာမှမရှိတော့အမေဝမ်းသာလိုက်တာအမေအဲ့ဒါဆရာရဲ့ကျေးဇူးတွေပေါ့ကြိုးလိုက်ပါအောင်သမီးရဲ့မိမွေလေးဆရာထုံးကိုထိုင်ကြိုးလိုက်တယ် ဘာမှမဖြစ်တော့ပါဘူးငါတူမကြီးအောင်လန်းပညာတဲ့ကိုငွေပေးပြီးတော့ငါ့ကိုရုံမှာကြတာလို့တရားခံရှာပြီးဘု து ဘောမှလည်းအညိုတီမထားနဲ့မေတ္တာနဲ့သာခွင်လွှတ်လိုက်ပါသူ့ချိုးပြီးနေသူသွားပါလိမ့်မယ်ဟုတ်ကဲ့ပါဆရာပြောသလိုစင်ကျင်နေထိုင်ပါမယ်မိမွေလေးအရင်လိုလှပရဲ့မျက်နှာလေးကိုပြန်ရလာတော့အတိုင်းမသိဝမ်းသာနေတယ်ထို့တူမိမွေရဲ့မိဘနဲ့မိမွေကိုချစ်ခင်ကြတဲ့သူတွေကလည်းမိမွေအတွက်ဝမ်းသာနေကြတာပေါ့ သူများတွေအားလုံးပြုံနေကြပြီမဲမပြုံနိုင်တဲ့လူတယောက်ကတော့ညာနှင်းစီပေါ်မိမွေလဲဆရာထိုးမှထားတဲ့အတိုင်းမိမိပေါ်ရုံမှထားတဲ့လူရှာမနေတော့ဘဲနဲ့ဖယားရှိကိုယ်တိုင်မေတ္တာပို့နေခဲ့တာတနည်းခန့်ကြတော့မိမွေနဲ့ကိုမြင့်နိုင်တို့နှစ်ယောက်မင်္ဂလာဆောင်ကြတယ်တရွာလုံးရဲ့အချစ်တော်နှစ်ယောက်ပေါင်းသင်းလက်ထက်ကြတဲ့ပွဲဆိုတော့တရွာလုံးကချက်ရေးပြုတ်ရေးအတွက်သူတို့သားကြီးကိုရောက်နေကြပြီညာနှင်းစီတယောက်ကတော့အိတ်မပြောနိုင်ပဲတော့ကအပူမင်းတွေတောက်လောင်နေတယ် ။အိရာတဲ့ဟိုလိမ့်ဒီလိမ့်လူးလိမ့်ရင်းနဲ့အိတ်မပြောတော့အောက်တက်ကိုဆင်းလာခဲ့တယ်။မြာနင်းစီရဲ့မိဘတွေကအိမ်မောကြနေကြပြီ။မြာနင်းစီလည်းအိတ်မပြောတော့ခြံရင်းဆင်းပြီးလမ်းလျှောက်နေတယ်။မင်္ဂလာဆောင်ဝါဖွင့်တဲ့တချင်းတန်တွေကမြာနင်းစီရဲ့ရှင်ကိုမြာနင်းစီရဲ့ရှင်ကိုဓာတ်နဲ့မှုနေတယ်လို့ပါပဲ။ဟိတ်မလုံနဲ့ငင်ငင်နေစမ်း။အော်မင်ကြံနေနော်ဒီမှာမြင်လား။ဥပွင့်သွားမယ်။နေလေပင်ရဆွဲကျုံတဲ့လက်ကောက်တွေကိုခွချွဆန်းချွပမယ်ရှင်ဟိတ်ကောင်းနေဒီကောင်မကိုကြည်ထားကြ ငါအိမ်ပေါ်တက်ပြီးရှာကြည့်လိုက်အောင်မေဓမန်းနှစ်ယောက်အိမ်ပေါ်တက်သွားကြတယ်။လာကြပါအောင်ရှင်ဓမြတွေတောင်းချမ်းနေလို့ဟာခွေမငင်ငိမ်နေစမ်းမနေဘူး။အော်ကျင်ဦးဟာမြန်နေစီကိုဓမြတယောက်ကဓာတ်နဲ့မျက်နှာကိုခုတ်ပြီးထွက်ပြေးသွားတယ်။မြန်နေစီရဲ့မိဘတွေလည်းနိုးလာကြပြီးတော့အိမ်အောက်ကိုဆင်းလာကြတယ်။ပဝင်းကျင်အားလူအ ਨੇ စုလဲညာနင်းစီတို့အိမ်ကိုပြောင်းလာကြတယ်။ညာနင်းစီကတော့ မျက်နှာပြင်းနဲ့ခန္ဓာကိုယ်တစ်ခုလုံးသွေးရည်နေရပြီးတော့မြင်ရင်ပေါ်မှာလဲကျနေတယ်။သမီးဘလို့ဖြစ်ရတာလဲကွယ်။အမေသမီးကိုသမ ्या တွေကရွှေတွေလုပြီးမျက်နှာကိုလည်းဓာတ်နဲ့ခုတ်သွားကြတယ်။ဖြစ်မှဖြစ်ရလေသမီးရဲ့။ယောက်ျားသမီးလေးကိုစိစရာစီပို့ဖို့လုပ်ပါအောင်။ငါလူတို့လုပ်ကြပါအောင်ကွာ။ငါသမီးလေးကိုကယ်ကြပါအောင်။တဝင်းချင်ရလူတွေကဝိုင်းဝန်းကူညီတော့ညာနင်းစီတယောက်သွေးထွက်မလွန်ဘဲနဲ့တိတ်ကံမရောက်ခဲ့ပါဘူး။ညာနင်းစီရဲ့ဒဏ်ရာတော်တော်ကြီးမာတော့ အချက်ပေါင်းများစွာချုပ်လိုက်ရတယ်။မြန်နင်းစီတယောက်နေချင်းညာချင်းတရားပလဘွားနဲ့ရုပ်ဆိုးကြီးတန်သွားခဲ့ရတယ်။နေမွေးနဲ့ကိုမြင့်နိုင်ကတော့မိဂလာပွေးကြီးကိုစီကားတိုက်မြိတ်စွာကျင်းပနိုင်ခဲ့တယ်။မြန်နင်းစီတယောက်ကတော့မိမိမှာတစ်ဖက်သက်ချရတဲ့လူလည်းမပိုင်ဆိုင်ရ။ဓာတ်နဲ့မျက်နှာကိုလည်းအခုတ်ခံရတော့အင်ဂျင်တော်မထွက်ရဲပဲနေခဲ့ရတယ်။မြန်နင်းစီတယောက်တရားပါတရားရီနဲ့လူရောမတူရဲပဲရှိတော်တယ်လေ။ဟုတ်ကဲ့ပါရှင်။အခုတင်ဆက်ပေးခဲ့တဲ့ ရန်နင်းစီရဲ့အမုံဆိုတဲ့ဇလန်းလေးကတော့ဒီမှာပဲပြီးဆုံးခဲ့ပါပြီရှင်။နောက်နေ့နောက်နေ့တွေမှာလည်းဖြစ်ရမယ့်ဇလန်းတွေနဲ့ဘောအသိပညာပေးဇလန်းတွေကိုနေ့စဉ်တင်ဆက်လို့ပေးသွားအောင်ပါမို့။ကျမတို့ရဲ့ရွှေ Entertainment Channel မှာစောင့်မျှော်နားဆင်အားပေးကြဖို့တောင်းဆိုချင်ပါတယ်ရှင်။ဒါဆိုရင်တော့နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်တွေ့ဆုံကြပါမယ်နော်။